မန္တလေးဟိုတယ်လုပ်ငန်းကိုကမ္ဘာအဆင့်မီဝန်ဆောင်မှုတွေပေးနိုင်ဖို့အတွက်ဆွေးနွေးပွဲကိုမြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းဗဟိုကဦးဆောင်ပြီးမန္တလေး Marble Hotel မှာဂျွန်လ17ရက်နေ့ကပြုလုပ်သွားပါတယ်။ဦးအောင်အောင်နိုင်သတင်းပေးပို့ထားပါတယ်ရှင်။မန္တလေးတိုင်းဒေသကြီးချိုင်းစာဆန်မြို့နယ် Marble Hotel မှာဟိုတယ်ဝန်ဆောင်မှုတွေနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များဗဟိုအသင်းနဲ့မန္တလေးသူတို့ရဲ့ဥဆောင်ကြီးကြပ်မှုနဲ့အတူထိုင်းနိုင်ငံ Unity Lottery Hotel အုပ်စုရဲ့ဥက္ကဋ္ဌကိုဖိတ်ခေါ်ဆွေးနွေးခဲ့တာပါ။ ဒီသုံးဘွဲကိုမန္တလေးမြို့မှာရှိတဲ့ဟိုတယ်ပိုင်ရှင်တွေတက်ရောက်လာကြပြီးဟိုတယ်တလုံးအောင်မြင်တိုးတက်လာဖို့အတွက်လုံဆောင်ရမယ့်နီလန်းတွေနိုင်မြရဟိုတယ်ကြီးဖြစ်လာဖို့လိုအပ်တဲ့နီလန်းတွေဟိုတယ်ဈေးကွက်မြန်မာလာစေရေးနဲ့ဈေးကွက်မြန်တရေးနီလန်းတွေကိုရှင်းလင်းဟောပြောဆွေးနွေးခဲ့ကြပါတယ်တခြားနိုင်ငံရဲ့လုပ်ငန်းဘယ်လိုလုပ်ဆောင်လဲပြီးတော့အဲကျူဒါမှလို့ရှိရင်လုပ်ငန်းမျိုးဒီဟိုတယ်လုပ်ငန်းမျိုးကိုဘယ်လိုလုပ်ရမလဲဒါမှလို့ရှိရင်စီးပွားရေးလုပ်ငန်းကိုဘယ်လိုလုပ်ရမလဲ အဲ့ကျူကြီးကအစနိုင်ငံခြားကလာတဲ့အဲ့ဒီများကိုဘယ်လိုကျူရမလဲပြည်တွင်းမှာအဲ့ဒီဒီအကိုဘယ်လိုကျူဆူရမလဲစတဲ့အဖြစ်ဒီလုပ်ငန်းမှာဘယ်လိုသမားများကအစဘယ်လိုဆောင်ရမလဲဆိုတဲ့အကြောင်းကျွန်တော်တို့အများကြီးတွေ့ယူကြုံရပါတယ်ဟိုတယ်ဝန်ထမ်းမှုတွေအနေနဲ့နှွေးတွင်းမှုလုံခြုံမှုကိုပေးပြီးအောင်မြင်တဲ့ဟိုတယ်ဆိုင်ရာလုပ်ငန်းတွေဖြစ်ပေါ်လာဖို့အတွက်ဟိုတယ်နဲ့အင်းတွေရဲ့အနာဂတ်လမ်းကြောင်းသွေးနွေးပွဲကိုကျင်းပခဲ့တယ်လို့ဦးဆောင်သူကပြောပါတယ်နိုင်ငံတကာနဲ့ကျွန်တော်တို့ ကျွန်တော်ဇမောင်တန်းကျွန်တော် service ဘိုင်းမှာနည်းနည်းလုပ်ပါရမယ်နော် service ဘိုင်းမှာကျွန်တော်အဲ့ဒီဘက်ကိုကျွန်တော်အားဖြည့်ပြီးကျွန်တော်တို့ဟုတ်ကဲ့ဒီတင်နာနေကျွန်တော်ပြင်းနေပါပြီကျွန်တော်တို့အဲ့ဒါနဲ့အဲကျွန်တော်တို့ဒီမှာအဆင်ပြေအောင်ကျွန်တော်တို့တက်လန်းနေကြပါတယ်နော်မန္တလေးဇုံတွင်မှာဟိုတယ်လုံးပေါင်း169လုံးရှိပြီးအခန်းပေါင်း6800ကျော်ရှိပါတယ်။ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းဘိုးကတော့ဒီနေ့ကြီးသေးဝင်ထွက်အားဒီနေ့ကတည်းဆရာခန်းလုံးတို့လာတယ်လို့ပြောပါတယ်ကျွန်တော်အောင်နိုင်ပါခင်ဗျာ